ုသင်းကမိခွန်းကိုရွေးပြီးဖြေတာမဟုတ်ပဲတွေ့တဲ့မိခွန်းကိုပဲဖြေတာဖြစ်တဲ့အတွက်တချို့မိခွန်းတွေက၃၄ချိန်မိတာတောင်မှမမြင်ပါဘူးအခုဒီမိခွန်းကိုတောင်မှတိုက်ဆိုင်ပြီးမြင်တာပါအဲ့ဒီအတွက်ဥသင်းကိုနားလေပေးစေခြင်းပါတယ်ဓတရထဝိရုလကဝိရုပကကုဝေရဆိုတဲ့နမင်းကြီး၄ပါးရှိပါတယ်။ကုံပံတွေဟာအဆိုပါနမင်းကြီး၄ပါးတဲ့ကဝိရုလကနမင်းကြီးရဲ့အုပ်ချုပ်ခံတွေဖြစ်ပါတယ်။ စာပေမှာကုန်ပန်းကဘလို့ပုံစံပြတယ်လဲဆိုရင်ကြီးမားသောဝမ်ပိုင်နှင့်ကြီးမားသောဝေးစိပြုကျဲနီးမြန်းသောမျိုးလုံးရှိသည့်တတဝါလို့ပြပါတယ်ဒါဟာကုန်ပန်းပဲဖြစ်ပါတယ်နော်ဘုရားရှင်ဆုံးမချာ။အော်အလူဝင်၅သိန်း။ဗာတကယ်ကကဲညာသူ့ပေးလိုက်မယ်နော်။ဟုတ်ပြီ။ဘုရားရှင်ဘုရားရှင်။ဒါကြတော့မမျိုးသားကားတော့ဟိုဒါအောက်ချလို့စပိုက်တန်းပေးလိုက်။ဒါတော့ပြေးရတာ။ဟုတ်ပြီ။ဟိုလည်းမနာတော့

ဆက်ပြီးတော့စူတာပါဒါလည်းပန်းပြီးပေးတာဒါအရင်ကပြီးပြီးဖြစ်တယ်ပြီးတာဒါဘွားမှလေတစ်ခါမှအဲ့မရဘူးလေဒါအခုကင်လာတော့လေတက်သိမ်းနေထားတာပြောလားပြောလားတက်သိမ်းနေထားတာပြောလားအဲ့ဒါရဲ့လို့နော်အသားပြန်လာလို့ပါ။အပြော်လေးကြီးကကြာတယ်။အဲ့တော့ဘယ်လိုလဲ။ဘုမလဲ။ဟင်းတို့ဈေးရနေချင်းနေ။အဲ့သားလေးတော့ပြေးလိုက်ပါဦး။နော်။သားရော လေးကတော့လည်းတောက်ပါမယ်ပြန်လာတော့ဘယ်လိုမှမပြေတာဖိုက်တယ်အဲ့ဒါဖိုက်တယ်ကျေပူလေးအောင်ပါလေ။ဘာကြီးလဲ။ပရိဒါလောကတွေကိုအတန်းငယ်လေးနဲ့တက်ချီချမ်းပါသွားလေ။ ရနိုင်ပါစေလို့ကိုလို့ဆွေလေးတွေဒီကိုဘောရတဲ့အားလုံးနဲ့ကိုအဖိုးရဲ့မွေးနေ့မှာဆုတောင်းပေးတာပို့သားလိုက်ပါမယ်။အားကြီးနေနော်။မရှိတဲ့လူတွေကိုလောကရောက်နေတဲ့သူတွေကိုကို့အသက်အပိုင်းချလေးကို့အသက်ငယ်ရွယ်ပေမဲ့အရင်ရှိပြီးတော့မှငါးကြီးလေးစီအများမုံမြတ်တဲ့အလုပ်တွေကိုလုပ်တဲ့အတွက်ကြောင့်ငါးကြီးလေးစီစားရတော့အောင်ပြဖြစ်တော့ပါ။လုံးဝအသက်ငယ်စွာနဲ့ပေါ်ထွက်လာတဲ့ဆယ်လီလူတယောက်ဟာကို့အရင်နောက်ကိုကိုလိုက်လို့မရပါဘူး။ကိုလန်းကိုသွားမှာ ကိုအရေးကကိုနောက်ကိုလိုက်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲမေတ္တာတည်လဲပဲအရေးလိုပါပဲကိုကမေတ္တာကိုလိုချင်လို့မေတ္တာနောက်လိုက်လို့မရပါဘူးမေတ္တာနဲ့ဆက်ရှင်တဲ့အလုပ်ကိုလုပ်ပြမှမေတ္တာရိတ်ဟာကိုနောက်ကိုလိုက်ပါတယ်အခုဒီပုတုဆိုတဲ့ဒကာလေးဟာမေတ္တာနဲ့ဆက်ရှင်တဲ့ပရဟိတအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်လူတွေရဲ့မေတ္တာရိတ်ဟာသူ့နောက်ကိုလိုက်လာခြင်းဖြစ်ပါတယ်ယခုလိုပရဟိတတွေလည်းများများလုံနိုင်ပါစေ လူတွေရဲ့မေတ္တာကိုလည်းများများရရှိပါစေလို့ဦးဇင်းကဆုတောင်းပေးလိုက်ပါတယ်နော်အရှင်ဖေရအိမ်မက်16ချက်မှတ်တဲ့ကောသလမင်းကြီးကတေလွန်ပြီးဘယ်ရောက်သွားတာလဲဖေရလုံးဝမသိ၍မေးခြင်းဖြစ်ပါတယ်အရှင်ဖေရတဲ့မြတ်စွာဘုရားလက်ထက်တုန်းကအထင်ရှားဆုံးပုဂ္ဂိုလ်၄ဦးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးကဘယ်သူတွေလဲဆိုရင်၁အနာတပိန်တတိကြီး၂ဝိသာခာเจ้าအမကြီး၃ကောသလမင်းကြီး လေဘိမ့်မိသာရမင်းကြီးတို့ပဲဖြစ်ပါတယ်အနာတပိန်တတိကြီးကွယ်လွန်တဲ့အခါမှာတုတိတာနတ်ပြည်မှာနှစ်သားဖြစ်ပါတယ်ဝိသာခာကျောင်းအမကြီးကွယ်လွန်တဲ့အခါမှာနေမာနရတိနတ်ပြည်မှာသူ့နေမိတာနတ်မင်းကြီးဤမိဖုရားဖြစ်ပါတယ်ဘိမ့်မိသာရမင်းကြီးကွယ်လွန်တဲ့အခါမှာစတုမာတဲ့နတ်ပြည်မှာနှစ်သားဖြစ်ပါတယ်ကောသလမင်းကြီးကွယ်လွန်တဲ့အခါဘယ်ဘုံရောက်တယ်ဆိုတာကို မသိရပါဘူးเนาะဘာကြောင့်မသိရတာလဲဆိုရင် မြတ်စွာဘုရားမဟောခဲ့လို့ပဲဖြစ်ပါတယ်မဟောခဲ့ရတဲ့အကြောင်းရင်းကလည်းပဲမင်းမြန်လျှောက်ထားတဲ့သူမရှိလို့ဖြစ်ပါလိမ့်မယ်နော်ဒါကြောင့်တိတိကုဆရာတော်ကြီးဗုဒ္ဓဂါယာရောက်လို့အဲ့ဒီလေးဦးကိုကောင်းမှုပြုပြီးအမျှဝေတဲ့အခါမှာဘလို့ဝေတယ်လဲဆိုရင်တုတိတာနတ်ပြည်၌ရောက်နေသောအနာထပိန်သတိကြီးအား၎င်းနေမာနရတိနတ်ပြည်၌ရောက်နေသောဝိသကာကြောင်းအမကြီးအား၎င်းသတုမာရိနတ်ပြည်၌ရောက်နေသော ဗိမိသာရမင်းကြီးအား၎င်းဘယ်ရောက်နေမှန်းမသိသောကောသလမင်းကြီးအား၎င်းအမျှပေးဝေပါ၏လို့ဆိုပြီးကောင်းမှုကိုအမျှပေးဝေထားတာတွေ့ပါတယ်။ဒါကြောင့်ကောသလမင်းကြီးဘယ်ရောက်နေတယ်ဆိုတာကို မသိရပါဘူးเนาะ။